မြေရှားတတုဆိုတာဘာလဲဆိုတာပြောရရင်တာရီဟာတတုတက်16မျိုးပါဝင်နေရှားပါမြေထွက်ဖစီအုပ်စုထီတီတန်လိုက်တဲ့လျှက်ကူနိုင်စွဲနဲ့တခြားထူးခြားတဲ့ဂုံတက်တိတွေပိုင်ဆိုင်ပါလေနာမည်ကရှားပါလူဆိုပေမဲ့မြေလွတ်မှာ ပေါ်ပေါ်များများရှိနေတာပါဒါပေမဲ့တန့်စင်အောင် ထုယူဖို့ကခက်ခဲဇရိတ်ကြီးပြီးတဘာဝပဝန်းကျင်ကိုလည်းများစွာထိခိုက်စေပါတယ်ဒီတက်တို့တွေဟာလက်ရှိခေတ်ရင် နီးပညာတွေအတွက်အရေးပါလွန်းလူ နီးပညာရဲ့အသက်သွေးကြော်လိုတောင်တင်စားကြပါတယ်။စမတ်ဖုန်းတွေလီယန်စစ်ကားဘက်တရီတွေလေအားတာပိုင်းတွေ MRI ဆက်တွေပါအစား F35 တိုက်လေယာဉ်တွေလိုစီးရေးသုံးပစ္စည်းတွေအထိနေရာအနှံ့မှာမပါမဖြစ်အသုံးပြုနေရပါရဲ့။အရေးကြီးတာကကမ္ဘာမြေရှားတက်တုဒုဖော်ထုတ်လုပ်မှုရဲ့63ရာခိုင်နှုန်းဟာတရုတ်နိုင်ငံကလာတာပါ။ဒါအပြင်တန့်စင်တဲ့ထုတ်လုပ်မှုအဆင့်မှာဆိုရင်တရုတ်က ကမ္ဘာထုတ်လုပ်မှုရဲ့62ရာခိုင်နှုန်းကိုချုပ်ကုန်ထားပါတယ်။ဒီလိုလုံးဝနှိပါ ချုပ်ကုန်ထားမှုကြောင့်တရုတ်ဟာကမ္ဘာနီးပညာစီးပွားရေးမှာ ကြီးမားတဲ့ဩဇာအာဏာကို ပိုင်ဆိုင်နေတာပါ။အမေရိကန်သမ္မတဒိုနယ်ထရမ့်ရဲ့တရုတ်ဘော်အခွန်တိုးမင်းကောက်ခနဲ့မူဝါဒတွေနဲ့အတူကုန်တယ်ရေးစစ်ပွဲစတင်ချိန်မှာတရုတ်နိုင်ငံကသူတို့ရဲ့မြေရှားကတ္တုတန်ပိုးမှုတွေကိုကန့်သက်ခြင်းဖြင့်တံပြန်လက်နဲ့အထိအသုံးပြုခဲ့ပါတယ်။မကြာသေးမီကတရုတ်ဟာ မြေရှားတတ်တူအချို့နဲ့ဆက်ဆက်ပစ္စည်းတွေအပြင်ထုတ်လုပ်မှုနည်းပညာတွေအပေါ်ပါတင်ပို့ခွင့် license လိုအပ်တယ်ဆိုပြီးကန့်သက်ထိန်းချုပ်မှုတွေကိုတုံ့ပြန်လောက်ပါတယ်ဒီလောက်ရဟာအမေရိကန်ကအထူးထိခိုက်မှုရှိစေနိုင်ပါတယ်ဘာကြောင့်လဲဆိုတော့2020ကနေ2023အတွဲအမေရိကန်ကိုတင်သွင်းတဲ့မြေရှားတတ်တူရဲ့80ရာခိုင်နှုန်းဟာတရုတ်ကနေလာတာဖြစ်လို့ပါပဲဒါကြောင့်လဲအမေရိကန်ဟာအဆိုပါတတ်တူတွေအတွက် တရုတ်ကိုအကြီးကျယ်မိခိုးနေရတာကိုတရုတ်ကအခွင့်ကောင်းယူပြီးကုန်တယ်ရွှေနှွေးပွဲတွေမှာ PR ပိုက်တာလက်နက်အဖြစ်မြေရှားတပ်တို့ကိုအသုံးပြုနေတာပဲဖြစ်ပါတယ်။ Trump ကလည်းတရုတ်ရဲ့ဒီလုပ်ရက်ကိုပြင်းပြင်းထန်ထန်တိုင်ပြန်မယ်လို့ချိန်ထက်ထားပါတယ်။ဒါကြောင့်မြေရှားတပ်တို့ဟာကမ္ဘာအကြီးဆုံးစီးပွားရေးအင်အားကြီးနှစ်နိုင်ငံကြားကုန်တယ်ရွှေနှွေးပွဲရဲ့အဓိကဗဟုသုတဖြစ်လာနေတာပဲဖြစ်ပါတယ်။